ားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့အတွက်ခုံနမ်တုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီကျွန်မကတော့ဆာမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းပြည်နယ်ရှိမြို့သုံးမြို့မှာစစ်ကောင်စီလက်အောက်ခံအခြေခံကျောင်းတွေယနေ့စတင်ဖွင့်လှစ်လိုက်တဲ့သတင်းရေကြီးရေရှမ်းမှုကြောင့်မီဇိုရမ်ကပလောဝစစ်ဘေးရှောင်နေအိမ်90ခန့်လုံးဝပျက်စီးသွားပြီးရေပီးသင့်ပြည်သူ900နီးပါးအကူငယ်တွေလိုအပ်နေတဲ့သတင်း မတူပီ CDF နှစ်ဖွဲ့ပြန်လည်တင့်မြက်ရင်တွေ့ဆုံဆွေးနွေးရအချက်၈ချက်သဘောတူညီမှုရရှိတဲ့တဲ့နဲ့မီဇိုရမ်ပြည်နယ်ဝဖိုင်ကျေးရွာမြေပြုံမှုကြောင့်စပေးဆောင်သုံးဦးတည်ဆုံးစတဲ့တဲ့တွေကိုတန်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်တဲ့င်းကတော့ စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ဟာခါဒေဒီနဲ့ခိုင်ကမြို့တွေမှာစစ်ကောင်စီလက်အောက်ခံအခြေခံကျောင်းတွေဟာယနေ့ဇွန်လ2ရက်နေ့မှာစတင်ဖွင့်လှစ်လိုက်တဲ့အကြောင်းဒေသခံတွေစီကသိရပါတယ်။ပြည်နယ်ရဲ့မြို့တော်ဟာခါမြို့မှာစစ်ကောင်စီလက်အောက်ခံအခြေခံပြင်ရအထက်တန်းကျောင်းတွေဖြစ်ကြတဲ့အထက်က၁အထက်က၂အထက်က၃အထက်က၄နဲ့အခြားကိုပိုင်ကျောင်းတွေကိုယနေ့မှစပြီးဖွင့်လှစ်လိုက်ခြင်းဖြစ်ကအရင်နှစ်တွေထက်တက်ရောက်သူများပြားတယ်လို့သိရပါတယ်။ ဒီနေ့ကြောင်းစာဖွင့်ပါပြီအထက်တန်းကျောင်းတွေအကုန်လုံးဖွင့်နေနောက်အခုကိုပိုင်ကျောင်းတွေလည်းများလာတယ်သူတို့ကလည်းအကုန်ဖွင့်နေအခုလက်ရှိဟာခေါမဆေးဆောင်တွေရောဒေသခံတွေရောဆိုတော့ကျောင်းတက်တဲ့သူတွေရောတော်တော်များတယ်ကြိုးရရင်အရင်နှစ်တွေထက်ဒီနေ့ကကျောင်းတက်တဲ့သူပိုများတယ်ကျောင်းလေးပိုများတယ်လို့ဟာခမြို့နေကျောင်းသားမိဘတူကပြောပါရီစစ်တပ်အာဏာမသိမ်းမီဟာခမြို့မှာကိုပိုင်ကျောင်းသုံးခုကရှိခဲ့ပေမဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကိုပိုင်ကျောင်း၁၀ခုကျော်ရှိလာတယ်လို့ဒေသခံတွေကပြောပါရီ အလားတူတေရီမျိုးမှလည်းစစ်ကောင်စီလက်အောက်ခံအမှတ်၁အခြေခံအထက်တန်းကြောင်းတကြောင်ဖွင့်လိုက်ကကလေးမျိုးအဆက်မတည်ရှိတဲ့ခါကန်းမျိုးမှလည်းစစ်ကောင်စီလက်အောက်ခံအခြေခံအထက်တန်းကြောင်းတကြောင်ကိုဒီကနေ့ဖွင့်လှစ်လိုက်ကြောင်းသိရပါရီချင်းမီနယ်မှာမြို့နယ်ကိုကိုရှိတဲ့အနက်မြောက်ပိုင်းရှိဖလမ်းနဲ့တွန်းဆောင်မြို့နယ်အပါအဝင်တောင်ပိုင်းရှိမင်းတပ်မတူပီကမ်ပလက်နဲ့ပလောဝမြို့နယ်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်တာကြောင့်စစ်ကောင်စီရန်ရဲတွေလဲပတ်ခြင်းမရှိပါဘူး အခုလက်ရှိမှာဟာခါထန်ဒလန်တိတိနဲ့ခိုင်ကားမြို့တွေမှာသာစစ်ကောင်စီတပ်တွေကြာရှိနေသေးပြီးထန်ဒလန်မြို့ကတော့တမြို့လုံးပြည်သူတွေဟာစစ်ဘေးတိမ်းရှောင်ကြရတာကြောင့်ကြောင်းဖွင့်လက်နိုင်ခြင်းမရှိပါဘူး2025-2026ပြည်ညာသည်နှစ်အတွက်နိုင်ငံတော်ဝန်ရှိစစ်ကောင်စီပြည်ညာရေးဝန်ကြီးဌာနလက်အောက်ခံအခြေခံအထက်တန်းအဆင့်အလဲတန်းအဆင့်နဲ့မူလတန်းအဆင့်ကြောင်းတွေကိုယနေ့ဇွန်လ2ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်ပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လောင်ကလိုင်းခရိုင်ထဲမှာမူသီးထန်စွာရွာသွန်းပြီးရေကြီးရေလျှံမှုကြောင့်ဘလုဝမြို့နယ်ကစစ်ဘေးရှောင်တွေရဲ့နေအိမ်90နီးပါးဟာလုံးဝပျက်စီးပြီးရေဘေးသင့်ပြည်သူ680ခန့်အရေးပေါ်ကူငေတွေလိုအပ်နေပါတယ်။လောင်ကလိုင်းခရိုင်တွေ့တောင်းနဲ့ကာကီကျေးရွာတွေမှာမေလ31ရက်နေ့ကစတင်ကမူသီးထန်စွာရွာသွန်းပြီးညရေကြီးတာကြောင့်ချင်းပြည်နယ်ပလောဝမြို့နယ်တဲကစစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ်တွေ အိမ်သားတွေရေမြုပ်မျောပါဖြိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ပလောဝလူသားချင်းစာနာကွန်ရီးဌာနစီကတီးရပါတယ်လေရှိအခြေအနေမှာကကြောင်းဆောင်တွေခမဆောင်တွေလူနေအိမ်တွေမှာပြောင်းရွှေ့ပြီးတော့အဆင်ပြေသလိုနေနေရပါတယ်။တချို့ကကိုယ့်ဟာကိုစောက်ပေးနေရတဲ့လူတွေလည်းရှိပါတယ်။ အရေးပေါ်လိုအပ်တာကအခြေခံစာနှစ်ရိတ်ခါပါပဲသူတို့အတွက်တော်တော်လိုအပ်တယ်လို့ပြောတယ်။ဘာကြောင့်လဲဆိုတော့စစ်ဘေးရှောင်တွေကနေစားလုပ်ပြီးမှနေစဉ်ဘဝကိုဖြည့်ရှင်းနေရချိန်မှာအခုလိုမိုးရွာရေကြီးလိုက်တော့အလုပ်ကလည်းမရှိသလိုတစ်ဖက်မှာရေပေးသင့်မှုကိုကြုံရတော့စားဝတ်နေရကအဆင်မပြေဘူးပေါ့နော်။ဈာမကြီးဆောင်ရှောက်မှုအတွက်လည်းစေဝါတွေလိုအပ်နေပါတယ်လို့ပလောဝကောင်စီရဲ့ကေဇေးဌာနတာဝန်ခံဆိုင်စိုးတန်းကပြောပါတယ်။ တွေတောင်းကျေးရွာကစစ်ပေးဆောင်စခန်းမှာအင်ဂျင်290ရှိဟာအဲ့ဒီထဲက18လုံးဟာလုံးဝပျက်စီးသွားပြီးအင်ဂျင်55လုံးကအနည်းငယ်ထိခိုက်ပျက်စီးမှုတွေရှိကြောင်းအင်သာ85လုံးမှလည်းလုံးဝပျက်စီးသွားပြီးရေပေးသင့်ပြည်သူ398ဦးရှိတယ်လို့သိရပါတယ်။ကာကီရွာကစစ်ပေးဆောင်စခန်းမှာတော့အင်ဂျင်140လုံးရှိဟာအင်ဂျင်69လုံးမှလုံးဝပျက်စီးသွားပြီး အိမ်သား35လုံးမှာလုံးဝပျက်စီးသွားတဲ့အပြင် ရေပိသင့်ပြည်သူ292ဦးရှိတယ်လို့သိရပါတယ်။ရေကြီးရေရှမ်းမှုကြောင့်တကြီးရွယ်ဦးကလင်းငယ်နဲ့ကိုဝင်ဆောင်အမျိုးသမီးတွေအပါအဝင်စစ်ပီးဆောင်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှုမရှိပေမဲ့လက်ရှိမှာကျောင်းဆောင်ခမဆောင်လို့နေအိမ်တွေမှာရာရည်ရှိပြောင်းနေထိုင်ကြရပါတယ်။အစမပြတ်မိုးရွာသွန်းမှုအတွင်ရှေ့ပြောင်းနေထိုင်မှုကြောင့်စပီရှောင်းပြည်သူတို့ချို့ဟာဖြားနာမှုတွေရှိလာပြီ စေးဝါအကူငယ်တွေလည်းလိုအပ်နေကြောင်းသိရပါတယ်။အဲ့ဒီဒေတာမှာရမန်နေ့ကရေကြီးရေရှမ်းမှုကနေရေကျသွားတယ်လို့သိရပေမဲ့လည်းဒီကနေ့မှာမိုးဆက်လက်ရသောမှုကြောင့်ရေပြန်တက်လာတယ်လို့လည်းသိရပါတယ်။မနေ့ကရေကြသွားပါပြီဒါပေမဲ့မိုးကအဆက်မပြတ်ရွာတဲ့အခါကျတော့ပြန်ပြီးတော့တိုးလာတယ်လို့ပြောတယ်။မနေ့ကရေတက်ပြီးတော့ပြန်ကျသွားတာအဲ့ဒီတက်တဲ့နေရာအထိပြန်တိုးလာပြီလို့ပြောတယ်။ငါးပေဝင်းခြင်းပဲလို့တော့လည်းပြောတယ် မိုးကလည်းအစမပြတ်ရွာသွန်းတော့ဘလောက်အတိုင်းတာအထိကြီးမယ်ဆိုတာလည်းခံမရခဲ့ပါရည်လို့ပလောဝကောင်စီရဲ့ကယ်ဆယ်ရေးဌာနတာဝန်ခံဆလိုင်းစိုးတန်းကပြောပါရည်စပေးရှောင်းစခန်းတွေပြန်လည်တည်ဆောက်နိုင်ဖို့အမိုးအကာပစ္စည်းတွေလိုအပ်နေပြီးစပေးရှောင်းနေအိမ်တလုံးအတွက်ရူပီ3000ခန့်ကုန်ကျနိုင်တယ်လို့သိရပါရည် လက်ရှိမှာဘယ်လိုမှုကူငီကယ်ဆယ်ရေးအဖွဲ့အစည်းမှမရောက်ရှိလာသေးတာကြောင့်အကူအငြိတွေလိုအပ်နေပြီးပြည်တွင်းပြည်ပကနေအဖွဲ့အစည်းတွေနဲ့ပြည်သူတွေအနေနဲ့ဝဲဝန်းကူငီပေးကြဖို့ကိုလည်းနှိုးဆော်ထားပါတယ်ရှင်။နောက်တဲ့ရင်တဘုတ်ကတော့ချင်းပြည်နယ်မတူပြည်မြို့နယ်အခြေဆိုင်ချင်းကာကွယ်တပ်ဖွဲ့နှစ်ဖွဲ့တို့ကျန်လေတင်းမြတ်နိုင်ရေးအတွက်ရှမိရပ်ဖရီကနှိမ့်နိုင်ပေးအောင်သဘောတူငင်းချက်ရှစ်ချက်ရရှိခဲ့တယ်လို့သိရပါတယ် မတူပီတော်လှန်ရေးအဖွဲ့ချုပ် MRO ချင်းခါခွဲတဖွဲ့မတူပီ CDF မတူပီ တမဟာနှင်းနဲ့မတူချင်း Ministry Fellowship MCMF ငင်းဆိုင်ကော်မတီရမီရပါတို့ဟာသုံးဖွဲ့ဆိုင်တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်အချက်၈ချက်ကို မေလ၁၀ရက်နေ့ကသဘောတူခဲ့ကြောင်းလက်မှတ်ရေးထိုးခဲ့ကြတာပါ မတူပေမြို့နယ်အတွင်းမှာချင်းကာခွဲတပ်ဖွဲ့တွေအနေနဲ့ပြည်သူနဲ့ပတ်သက်တဲ့ဂျမားရေး၊ကျင်းရရေး၊ဘာသာရေး၊အုပ်ချုပ်ရေးဆိုင်ရာတွေကိုလွတ်လပ်စွာသွားလာခွင့်ပြုမယ်အကြောင်းငင်းကြားရေးတိစောက်ချင်းကိုခိုင်ခန့်တင်မြဲရေးအတွက်ကော်မတီတရက်ဖွဲ့စည်းမယ်အကြောင်းသိရပါတယ်။ပြည်သူလူထုတို့အနေနဲ့မိမိနေရာရက်ရွာဒေသကိုလွတ်လပ်စွာသွားလာခွင့်နေထိုင်ခွင့်ပြုမှာဖြစ်ပြီးငလိုင်းချင်းရွာရဲ့မိုင်းတွေကိုနှစ်ဦးနှစ်ဖက်ပူးပေါင်းဆွေးနွေးကစွန်လ10ရက်နေ့နောက်ဆုံးထားပြီး မိုင်းရှင်းလင်းကြဖို့နဲ့လူထုဝင်ရောက်နေထိုင်ရေးအတွက်ဆောင်ရွက်ကြဖို့သဘောတူခဲ့ကြပါတယ်။ NGO INGO တွေကစပေးရှောင်း IDB တွေထောက်ပံ့ကုန်ငင်ချင်းအတွက်လွတ်လပ်စွာသွာလာခွင့်ပြုမှာ ဖြစ်ပြီးအရက်သားပြည်သူတွေကိုအတားအဆီးမရှိလွတ်လပ်စွာသွာလာခွင့်ပြုမှာဖြစ်တဲ့အကြောင်းနန်း CDM နဲ့ဒလန်တွေကိုတော့ခွင့်ပြုမှာမဟုတ်တဲ့အကြောင်းလည်းသိရပါတယ် လက်နဲ့နဲ့အချင်းချင်းပြစ်ခတ်တုံ့ပြန်ခြင်းကိုမပြုလုပ်ကြဘူးနဲ့နှုတ်ဦးနှစ်ဖက်ငင်းဆိုင်ရေးကိုလိုလားကြောင်းသဘောတူခဲ့ကြပြီးနှစ်ဖက်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ဖို့ကိစ္စရပ်တွေကိုနှုတ်ဦးနှစ်ဖက်ငင်းနိုင်ပြီးအချင်းချင်းလေးစားစွာဆောင်ရွက်သွားမယ်လို့သဘောတူငင်းချမ်းရရှိခဲ့ကြောင်းသိရပါတယ်။နှစ်ဖက်အင်အားစုတွေအကြားလူမျိုးရေးပုံကိုရေးထိပါစေတဲ့အသွုံနှုံအကျော်အစိုးရရှောင်ရှားကြမယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မီဆိုရမ်ပြည်နယ်မှာမူအဆက်မပြတ်ရွာသွန်းမှုကြောင့်ပြည်နယ်တဝန်းလုံးမှာရေကြီးမြေပြုံမှုတွေထစ်ပွားလက်ရှိကဝဖိုင်ကြီးရွာကမြေပြုံမှုမှာစပေးဆောင်သုံးဦးသေဆုံးခဲ့တယ်လို့သိရပါတယ်မေလ30ရက်နေ့မနေ့ပိုင်း၄နာရီခန့်မှာစံဖိုင်းခရိုင်ဝဖိုင်ကျေးရွာမှာမူးအဆက်မပြတ်ရွာသွန်းမှုကြောင့်စပေးရှောင်တွေငှားရနေထိုင်တဲ့နေအိမ်တလုံးပြိုကျခဲ့ခြင်းဖြစ်ပါရီ အဲ့ဒီမြေပြုံမှုကြောင့်ဒေဆုံးသွားသူမှာကလေးမျိုးနဲ့ဖုတ်ဘောဇေယျကနေဝဖိုင်ဇေယျကိုစစ်ပေးရှောင်လာတဲ့အသက်82နှစ်အရွယ်ပူလန်ခွေးထန်းကအသက်48နှစ်အရွယ်ပြီးလလနိုင်သွားမီနဲ့ကိုဝင်လေးလာလွှဲထားတဲ့အသက်34နှစ်အရွယ်ပြီးလလရမ်နီအန်ဂီတို့ဖြစ်ကြတယ်လို့မီဇိုရမ်ဒေတာရင်းသတင်းမှာဖော်ပြထားပါတယ် ပီလရမ်နီအင်းကြီးရဲ့အမျိုးသားပိုပက်မင်းထန်းကနဲ့လလဇာမာတို့နှိုးမှာကန်ကောင်းထောက်မစွာနဲ့အသက်ဘေးကနေလွတ်မြောက်ခဲ့ကြပြီးတန်ရာကိုစီရရှိခဲ့တယ်လို့လည်းဖော်ပြထားပါရီမြေပြုံမှုကြောင့်အသေဆုံးသူ၃ဦးရဲ့ရုပ်အလောင်းကိုတော့ဝဖိုင်ကြီးရွာမှာရှမန်နေနေ့လယ်ပိုင်းကမြေမြုပ်တကြိုခဲ့ကြတယ်လို့သိရပါတယ်။အလားတူဆာချစ်မြို့မှာလည်းရှမန်နေမနေ့ပိုင်းကမြေပြုံမှုဖြစ်ပွားပြီးဒေသခံအမျိုးသားတအုပ်သေဆုံးခဲ့ပါရီ။ မီဇိုရမ်ပြည်နယ်လွန်ဂလိုင်းမြို့မှာလဲတနေ့ညကမြေပြုံမှုဖြစ်ပွားကဒေးကိုခန်းနဲ့နေအိမ်အနည်းဆုံး၅လုံးခန့်ပြိုကျခဲ့ပြီးအပြည့်အစည်းချာမှာပိတ်မိနေသူတွေကိုလည်းကယ်ထုတ်နိုင်ပြီလို့သိရပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်